ကျွန်တော်ကဆွဲသစ်ပါ DVB ရုံမြင်တမ်းကြားရဲ့နေ့လယ်နာရီအချိန်ထိရရှိထားတဲ့သတင်းကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းကမ္ဘာသတင်းနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြပါပါခင်ဗျာရန်ကုန်မြို့မှာ2025ခုနှစ်နိုဝင်ဘာလအတွင်းပြည်သူအယောက်တရာကျော်ဖမ်းဆီးခံရပြီးစစ်မှုထမ်းတင်နန်းချောင်းပို့ခံရသူတွေလည်းရှိနေတယ်လို့ Rangoon Scout Network အဖွဲ့တာဝန်ရှိသူကဒီဇင်ဘာလ9ရက်နေ့မှာပြောပါရတယ်။ စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ114ယောက်တိရှိနေပြီး53ယောက်ကိုငွေကြေးတောင်းခံကပြန်လွတ်ပေးတာရှိသလိုအယောက်20ကိုစစ်မှုလန်းတင်တန်းကြောင်းနဲ့အချင်းထောင်ကိုပို့ပြီး51ယောက်ကတော့ဖမ်းဆီးခံရပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်သားစုဆောင်မှု လမ်းပေါ်မှာပေါ်တာဆွဲတာတွေအိမ်တိုင်းထိစီရင်တဲ့ဝင်ဖမ်းတာတွေလိန်လယ်ခေါ်ယူပြီးဖမ်းတာတွေကိုလုပ်နေပြီးစစ်တပ်ရဲ့ရဲတွေကိုယ်တိုင်လိုက်ဖမ်းတာအပြင်ပြူတွေအုပ်ကြီးတွေနဲ့ မောင်ခိုဂိုင်းတွေပါလှုပ်ရှားနေကြတယ်လို့ Rango Scout Network ရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်။စစ်တပ်နဲ့ရဲကဖမ်းတာပြင်ပြူစောတီအုတ်ကြီးနဲ့မောင်ခိုဂိုင်းတွေကပါလူဖမ်းပြီးစစ်တပ်ကိုရောင်းစားတာပတ်စံတက်နိုင်သူကိုငွေချင်းနဲ့ပြန်ရွေးခိုင်းတာတွေလုပ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်မူရစေဝါမှုညဉ့်ညံစကားပြောမှုလမ်းကစားမှုရဲရောင်စားမှုပို့ကုန်ရငွေမအပ်မှုတွေနဲ့ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့လူပြောက်တာတွေလည်းရှိနေသေးတယ်လို့သိရပါတယ်ခင်ဗျာ။ ဆေးရပတိပခါတွေအချိန်ကြာမြင့်လာတာနဲ့အတူနောက်ဆက်တွဲအနေနဲ့ရှမ်းနဲ့ကယားပြည်နယ်မှာတနိုင်တပိုင်းဘိန်းဆိုင်ပြူသူတွေနှစ်စဉ်ပုံများလာနေတယ်လို့ဒေသခံတွေကပြောပါတယ်ခွန်စောပေးပို့ထားပါတယ်ခင်ဗျာ2021ခုနှစ်စစ်တကအာနာသိမ်းပြီးနောက်ပိုင်းရှမ်းနဲ့ကယားပြည်နယ်မှာခုခံတွန်းလှန်စစ်ပွဲတွေဖြစ်ပွားနေပါတယ်အဲ့ဒီဒေတာမှာအိုးအိမ်ဆုံးခွာပြီးတင်းရှောင်နေကြရတဲ့စစ်ပေးရှောင်ဦးရရလည်းတိုးများလာနေတာပါစီရီပိပခါတွေ အချိန်ကြာမြင့်လာတာနဲ့အတူဘိန်းဆိုင်ပြူမှုဟာလည်းနှစ်စဉ်တိုးများလာနေတယ်လို့ဒေတာကန်တွေကပြောပါတယ်။တော်တော်ဆိုင်ရငနေကဆက်ကံပုံများသေးတယ်။သောက်နေကြီးပဲပေါ့အဓိကတော့တတိမောင်တင်နေပြီလေအခုမှညမငမတစ်ချိတ်နေတယ်။အဲ့ဒါဒီဘက်ချမ်းတပုံနေကြီးပဲ။မြန်မာနိုင်ငံအတွင်းမှာဘိန်းဆိုင်ပြူမှုမွေးရစေဝါထုတ်လုပ်ဖြန့်ပြူရောင်းချမှုလောင်းစားမှုနဲ့ဒူးစရိုက်မှုတွေဟာအာဏာသိမ်းစစ်ကော်မရှင်တပ်အပြင်တိုင်းနာလက်နက်ကင်တပ်တွေကပါအဓိကပြုလုပ်နေကြပါတယ်။ စစ်တကအာဏာသိမ်းပြီးနောက်မှာတော့ဒေတာတွင်တရားဥပဒေစိုးမိုးမှုရော့ကျလာပြီးဘိန်းဆိုင်ပြိုးမှုအပြင်တခြားသောကြီးမားတဲ့ဒုစရိုက်မှုတွေဟာပုံမုံများပြားလာနေတယ်လို့ CDN အရာတန်းတဦးကဆိုပါတယ်။မြန်မာနိုင်ငံကခုလိုဘိန်းဆိုင်ပြိုးမှုမြင့်တက်လာတာအထူးဆန်းလည်းမဟုတ်တော့ဘူး။တချို့သော ERO တွေ EAO တွေနဲ့ပေါင်းပြီးတော့မှရင်ထဲကဘိန်းလုပ်ငန်းတွေလုပ်နေရှိတယ်။ဒါတင်လက်ဆက်ကတိုင်းမှုတွေစတိုင်းမှုတွေကောင်းကောင်းသိတယ်။သူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့မှအချို့များရရပြီးလောက်ကိုင်းနေတဲ့ ဘိန်းဆိုင်ပွေးလုပ်ငန်းရှိရဲကြားဖြန့်လုပ်ငန်းတွေရှိတယ်ပြီးတော့မောင်ဟိုမန်သမ ्या ဒီစတက်နဲ့ကင်းတဲ့မောင်ကိုဆိုတာမရှိတော့ရှားတယ်၂၁အာနာသိမ့်ပြီးနောက်ပိုင်းမှာဒါတွေကိုသူတို့ပေါ်ပေါ်တင်တင်လောက်ခွင့်ရလာတယ်လောက်ခွင့်ရတဲ့အတွက်ကြောင့်မလို့ဘိန်းဆိုင်ပွေးကကမ္ဘာနံပါတ်၁ဖြစ်သွားတယ်ဒါပဲစစ်တကအာနာသိမ့်နဲ့နားနှစ်ညီပါအတွင်းစစ်တရက်တိုက်ခိုက်မှုတွေကြောင့်ပြည်သူလူထုအိုးအိမ်ပေါင်းသိမ့်နဲ့ချီပြီးပျက်စီးခဲ့ပါတယ်ဒါအပြင်စစ်တကစီရေးပိကတွေဖြစ်ပွားနေတဲ့နေမျိုးတွေကို စေဝါနဲ့ကုန်စည်စီစဉ်မှုလမ်းပန်းဆက်တွေရေးပြင်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုဖျက်တောက်ထားပါတယ်။ဒါကြောင့်ပြည်သူလူထုတွေမှာအလောက်ကန်ရှားပါလာပြီးကုန်စည်နှင်းကြီးမြင့်မှုတန်ကိုခံစားနေကြရလို့ဒေတာတွင်ဘိန်းဆိုင်ပြုံးမှုနဲ့လူစရိုက်မှုတွေဟာနှစ်ဆင့်တိုးများလာနေတာပါ။မြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြုံးမှုဟာဆယ်နှစ်တာကာလအတွင်းစံချိန်တင်အမြင့်ဆုံးကိုရောက်ရှိနေပြီး ကမ္ဘာဘိန်းဆိုင်ပြိုးမှုနံပါတ်1နိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေကြောင်းကုလသမဂ္ဂမိုးရိပ်ဆေးဝါးနှင့်ရာသွေးမှုဆိုင်ရာ UNODC ရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်။ကျွန်တော်ခွန်စောဦးပါ။ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ယခု QR ကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်မွန်ပြည်နယ်ရင်းမြစ်နယ်ကအာယုတောင်ကျေးရွာအုပ်ချုပ်မှုရုံးမှာအထိုင်းချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပူပေါင်းပြူစောတိအဖွဲ့ကိုဒီဇင်ဘာလ9ရက်နေ့လယ်7:00နာရီအချိန်မှာဝင်ရောက်တိုက်ခတ်ခဲ့ပြီးပြူစောတိ၄ရောက်တေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရေဘလူးတော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်းသိရပါဗျာ။ အာယူတောင်ကျေးရွာအုပ်ချုပ်မှုရုံးမှာစစ်ကောင်စီပူးပေါင်းပြူစောတိအဖွဲ့အင်အား80ကျော်လောက်နဲ့တပ်ဆွဲထားတာဖြစ်ပြီးလက်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အချိန်ပြူစောတိ၄ရောက်ကဘန်ကာထဲမှာတေးချန်ခဲ့ကထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ရေဘလူးတပ်ဖွဲ့ဝင်ကပြောပါရတယ်။နိုဝင်ဘာလ30ရက်နေ့ကလည်းမွန်ပြည်နယ်အခြေစိုက်ခမာယ986တရင်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်ကိုရေဘလူးစေလှရှားနေတဲ့နေမြေထဲမှာဖမ်းဆီးရမိခဲ့ပြီးထိမ့်သိမ်းထားတယ်လို့ရေဘလူးတပ်ဖွဲ့ဝင်တွေကလည်းသိရပါပါတယ်ခင်ဗျာ။ ဒီပရင်မြို့နယ်မရကန်ကျေးရွာလေချောင်းတိုက်ခိုက်မှုတေဆုံးသူ16ယောက်ထိရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။သုတချမ်းသာပြောပို့ထားပါတယ်ခင်ဗျာ။ စကိုင်းတိုင်းတပင်းမြို့နယ်အမေရိကန်ကျေးရွာကလူစီကားနေတဲ့လက်ပေးဆိုင်ကိုဂျေဇမာ9ရက်နေ့ညပိုင်းမှာစစ်ကောင်စီကလေကြောင်းဝန်းနေပုံကျဲတိုက်ခိုက်ခဲ့တာပါဂျေဇမာ9ရက်နေ့ညပိုင်းမှာပြည်သူ16ယောက်ပွေ့ချင်းပြီးတေဆုံးခဲ့ပြီးဂျေဇမာ9ရက်နေ့မနက်ပိုင်းမှာပြင်းထန်တဲ့အရထားတဲ့အင်ဂျင်မင်အထက်တန်းကျောင်းဆရာမကြီးထပ်မံတေဆုံးခဲ့တာကြောင့်တေဆုံးသူစုစုပေါင်း19ယောက်အထိရှိလာပါတယ် တဇဦးဘက်ကတက်လာတဲ့ jet fighter ကလက်ဖေးဆိုင်နဲ့အညီနားနေရာတစ်ခုကိုပြင်မှတ်ထားတက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါလေ။ကျောင်းအုပ်ဆရာမတယောက်ပါသွားတယ်ဗျ။ဒီနေ့မနက်ခင်းမှာသုံးတာတဲ့ခုနကကျွန်တော်ဆရာဝန်ကိုလမ်းဖုံးဆက်မေးကြည့်တယ်။ကျောင်းအုပ်ဆရာမဟုတ်ဟိုထက်တန်းကျောင်းအုပ်ဆရာမအင်းကြီးမင်းကျောင်းခေါ်啊အင်းကြီးမင်းကျောင်းဟုတ်တယ်လက်ရှိ16ရောက်ရှိသွားပြီဗျ။၄နှစ်သားကလေးငယ်လေးတဦးပါသေးရဲ့ဗျ။အဲလူစီတော့အဲ့ချိန်မှာကမျိုးသမီးလက်ဝိတ်ပွဲလေးရှိတယ်။အဲ့ဒါကြည့်နေတဲ့ချိန်မှာလာပြစ်သွားတယ်ဗျ။တိုက်ပွဲပေါ်ဆောင်ခြင်းမရှိဘဲနဲ့ယခုလိုရုံးမှကျန်းသန်းစွာ ွာမိသူလူထုပေါ်သေသေးချောင်းနဲ့ကြံစီသွားတဲ့မဲအောင်လိုင်းတို့ကတော့လုံးဝမဟုတ်ခွင့်လွတ်နိုင်စွာမရှိပါဘူးဗျ။အင်ဂျီကတော့တော်တော်များတယ်ဗျ။350 400လောက်တော့ရှိနေဗျ။ဝင်းမျိုးနဲ့တော်တော်ဝေးတယ်ဗျ။၃တိုင်၄တိုင်ဝင်ကြလောက်ဝေးတယ်ဗျ။ ဒီစမှာ9ရက်အတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တပင်းနေတဲ့မှာဆိုလို့ရှိရင်အဲပထမဦးဆုံးကျတာကတော့ဟိုချုံရွာဗုဒ္ဓံဘက်ကိုကျတဲ့ကစစ်တပ်ဆိုတာကြီးကိုကျွန်တော်တို့အနေနဲ့ဆုံးကန်းတိုင်အောင်ကျွန်တော်တို့အသက်တွေကိုပေးလှူပြီးတော့တိုက်ပွဲဝင်သွားမယ်လို့ဒီလောက်ပဲပြောချင်နေကြ မရဂန်ကျေးရွာတိုက်ခိုက်ခံရမှုမှာပြည်သူ30ကျော်ပြင်းထန်ဒဏ်ရာရခဲ့ပြီးနှိစက်ရာစေကူတမှုခံယူနိုင်မဲ့နေရာတွေကိုဒေသတွင်ပြည်ထိတာဖွဲ့တွေကပူးဆောင်ပေးခဲ့ကြတာပါ။စကိုင်းဒေသတွင်မှာစစ်ကောင်စီကစေဝါနဲ့ရိခါလမ်းကြောင်းတွေဖျက်တောက်ထားတာကြောင့်ဒဏ်ရာရသူတွေထက်ကနေတေဆုံးသူထပ်တိုးလာနိုင်တယ်လို့ဒေသခံတယောက်ကပြောပါရတယ်။အဲဒဏ်ရာရကတော့30ဝန်းကျင်နဲ့30ကျော်လောက်ကျော်ခမန်းကြီးပေါ်ပြန်တော့တာအကြီးလှန်လို့ပြီးရှာဝေနိုင်တာတော့မရှိသေးဘူးပေါ့ဗျာ။လေကြောင်းပြန်ဝဲနေတော့ကျွန်တော်တို့အကုန်လူစုပြန်ခွဲလိုက်တယ် ဒီဇင်ဘာ9ရက်နေ့တနေ့ရက်မှာအမေရိကန်ကြီးရွာဘာဝင်တပည့်မြို့နယ်ထဲကနေရာတချို့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု၁၀ရင်းထပ်မံပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဆေးအနာသိမ်းပြီးနောက်မှာအမေရိကန်ကြီးရွာကိုစစ်ကောင်စီတပ်သားတွေကနှစ်ချိန်တိုင်ဝင်ရောက်ပြီးနေအိမ်မျိုးကိုမိရှုဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တူတာချမ်းသာပါ။ ကိုင်းတိုင်းဘန်းမမြို့နယ်တုံးပင်ရွာနာကိုစစ်တပ်ကဒီဇင်ဘာလ9ရက်နေ့လယ်မှာဘုံကျဲတဲ့အတွက်ပြည်သူတယောက်တေဆုံးပြီး9ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဘန်းမမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲဘန်းမမြို့နယ်မိုင်း30လောက်ဝေးတဲ့ဒေသတွင်းရှေတွင်းလောက်ကတွေရှိတဲ့နေရာကိုဘုံကျဲချထားတယ်လို့လည်းသိရပါတယ်။အဲ့ဒီလိုဘုံကျဲခဲ့တဲ့အတွက်အသက်33နှစ်အရွယ်ကိုငိမ့်ချန်းတေဆုံးသွားပြီးဒဏ်ရာရသူတွေက2ယောက်လည်းအသက်အနည်းငယ်ဆုံးရတဲ့အခြေအနေမှာရှိနေတယ်လို့ဒေသတွင်းစစ်ဆောင်ရေးကူညီသူတယောက်ကပြောပါတယ်။ ဒီဇင်ဘာလ6ရက်ညပိုင်းကလည်းတပရင်းမြို့နယ်မဲကန်ရွာကိုစစ်တပ်ကဘုံကျဲချလို့ဒေသခံပြည်သူ20ဝန်းကျင်သေဆုံးခဲ့ရတယ်လို့30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်ရွှေပြောင်းမြမအမျိုးသမီးဘောလုံးပြိုင်ပွဲတွေကိုအဝေးရောက်အရာဝတီအတင် OIA က UCB မင်းဆောင်မြို့မှာဒီဇင်ဘာလ9ရက်နေ့ကနေ10ရက်နေ့ထိ3ရက်ကြာပြုလုပ်နေပါတယ်။မောင်တူးတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါနိုဝင်ဘာလ25ရက်အမျိုးသမီးများပေါ်ကြမ်းဖက်မှုပပျော်ရေးနေ့ကနေဒီဇင်ဘာလ10ရက်ထိလှုပ်ရှားကြတဲ့16ရက်တာလှုပ်ရှားမှုအတွင်းမှာ OIA ဘက်ကစီစဉ်တဲ့အမျိုးသမီးဘလုံးပွဲကိုတော့ဒီကနေ့မဲဆောက်မှာစတင် ဖွင့်လှစ်တာပါ နေ့ကကျွန်တော်တို့ကဟိုလေအမျိုးသမီးများအကြမ်းဖက်မှုပြပြောက်ရေးဆက်ချရတာလှုပ်ရှားမှုပေါ့နော်အာအဲ့ဒီအစီအစဉ်ကိုကျွန်တော်တို့ OIA ကဒီမဆောင်မှာရှိတဲ့ဒီအမျိုးသမီးဒီ GBBC network တွေနဲ့ပူးပေါင်းဆောင်ရွက်တာလို့ရှိသလိုအာကျွန်တော်တို့ OIA တစ်ဖွဲ့တည်းအနေနဲ့လည်းအာကျွန်တော်တို့လှုပ်ရှားမှုတွေအာလောက်တာရှိတယ်ပေါ့အာဒါကတော့ကျွန်တော်တို့ကဒါ women empowerment အတွက်ကိုဒါအမျိုးသမီးပေါ်လုံးပွဲပေါ့နော်ဒါ16ရက်တာ campaign ရဲ့အစိတ်ပိုင်းတစ်ခုပေါ့နော်အဲဒီမှာဒါ OIA ကဒီနေ့ဒါ season ကျင်းပတာပေါ့ဗျာဟုတ် အမျိုးသမီးများဘောလုံးပွဲကိုဒီဇင်ဘာလ9ရက်ကနေ10ရက်နေ့အထိ၄ရက်တိုင်တိုင် ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်ဒီ9ရက်နေ့ဒီနေ့ကတော့ကုန်းဖွင့်ပွဲဖြစ်မယ်။အာတချို့အတင်းတွေကံမယ်။အာ10ရက်နေ့ဒီ16ရက်တာလှုပ်ရှားမှုရဲ့နောက်ဆုံးရက်10ရက်နေ့အာဒါကကဘာရဲ့ဟိုဟာလူခွင့်ရင်းနေလည်းဖြစ်တယ်ပေါ့နော်။အဲ့ဒီမှာတော့ကျွန်တော်တို့ဘိုလ်လူပွဲတွေစုပေးပွဲတွေအာတခါတည်းကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့အဓိကဥတည်ပြီးသွားနေတာတော့ဆောမပြောတဲ့ woman နဲ့ empowerment ဆိုတဲ့ကိစ္စပေါ့အမျိုးသမီးတွေစွန့်ရင်မြင့်မားရေးပေါ့အာဒါတွေကတော့ကျွန်တော်တို့အရင်လည်းလှုပ်လာတယ်အခုနောက်ဆက်ပြီးတော့လည်းကျွန်တော်တို့လှုပ်သွားဖို့ရှိတယ်ပေါ့အာဒီဘောလုံးပွဲလေးကလည်းအာကျွန်တော်တို့ရဲ့ရည်ရချက်ရဲ့ဒီထဲကအစိတ်ပိုင်းတစ်ခုပေါ့ဟုတ်ဟုတ် ready ကျွန်တော်တို့အမျိုးသမီးတွေကအရာကြလေးတွေနဲ့ရှင်လို့ရှင်ရင်ပေါတန်းနိုင်တယ်လို့ဗျ သူတို့လောက်သလိုညီမတို့လည်းအကုန်လုံးလောက်နိုင်လဲဆိုတာကိုပြသရှင်းတာပါဟုတ်ဒီနေ့ဆိုင်လောက်ရှားမှုပြောမှုဆိုပါစေ။ဆိုင်ရေလောက်ရှားကြပါမပြောတတ်တော့။ဘောလုံးအပြင်နိုင်ဖို့အတွက်ပါပြောချင်လေဗျ။ကြိုးစားပါလို့။ဘေးရနေပဲအားပေးပါမယ်။ဆက်လက်ပြီးတော့ရှင်းပြနေတာကြောက်နေ။ဆက်လက်ပြီးတော့လုပ်တော့ပြရတယ်။ ပြတယ်ကွာ။ဒါကတော့ပြတယ်ကွာ။အဲ့ဒီလိုဖြစ်တယ်ကွာ။ဘယ်သူကလဲ။ဒီဟာကလည်းကွာ။လိုခံစားရလေဆိုသူတို့လည်းပဲအားကစားမှာပဲဘယ်ညာမှာပြည့်ခုနောက်ပိုင်းမြို့သမီးကြီးလည်းပဲမြို့သားနေတူဒန်းတူဒန်းတူလုံနိုင်နေအဲ့တော့သူတို့သူတို့အရင်တော့အဲ့လိုမျိုးနှိမ့်ချမျိုးတွေမရှိမရှိပဲနဲ့အကျန်းဖတ်မျိုး မျိုးသမီးဆိုပြီးနှိမ်ချရမျိုးမရှိဘဲနဲ့ယောက်ျားရဲ့အမျိုးသားရဲ့တိုင်းတူပေါ့နော်အဲ့လိုမျိုးလုံနိုင်လာရဲ့အတွက်ဘာဖြစ်အများကြီးကိုယ်ယူတယ်သူမျိုးရဲ့မျိုးသမီးပွဲဆိုရင်အများတန်းတခြားပွဲတွေလည်းအများတန်းအားပေးဖြစ်တယ်မျိုးသမီးတို့ supporting ပေးရပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်အမျိုးသမီးများအတွက်ဆက်ချောက်ရတာလှုပ်ရှားမှုဘလုံးပွဲဒီမှာမဲဆောက်ရောက်မြမအမျိုးသမီးတွေနဲ့ဖွဲ့စည်းထားတဲ့ဘလုံးတင်းမောင်းရှစ်တင်းပါဝင်ရှင်ပြိုင် ကစားသွားကြမှာပါခမညာကျွန်တော်မောင်တူပါ မေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မျိုးသားလုံခြုံရေးမဟာဗျူဟာအစ်ကိုရုရှားကကြိုဆိုလိုက်ပြီးဒါဟာမော်စကိုရဲ့မျက်မှန်းချက်တွေနဲ့အများအပြားကန့်ညီမှုရှိတယ်လို့တုံ့ပြန်လိုက်ပါတယ်။အစိုးရကထုတ်ပြန်လိုက်တဲ့စာမျက်နှာ33မျက်နှာပါဒီမဟာဗျူဟာမှာဥရောပဟာယဉ်ကျေးမှုဆိုင်ရာတိမ်ခေါ်ပပျောက်ခြင်းနဲ့ရင်ဆိုင်နေရတယ်လို့သုံးသပ်ထားပါတယ်။ရုရှားကိုချိန်ချမှုအဖြစ်မတတ်မတ်တော့ပဲသမ္မတထရန့်ရဲ့မျက်မှန်းချက်ကို flexible realism လို့ခေါ်တဲ့ပြောင်းလဲပြင်လဲရှိတဲ့လက်တွေ့ပဌာနဝါဒအဖြစ်ဖော်ပြထားပါတယ်။ ဒါအပြင်အနောက်ကမ္ဘာချမ်းကိုအမေရိကန်ရဲ့လွှမ်းမိုးမှုနယ်မြေဖြစ်သတ်မှတ်ခဲ့တဲ့ငါးစက်မြောက်အမေရိကန်သမ္မတဂျိမ်းစ်မွန်ရိုးရဲ့မွန်ရိုးဝါဒကိုပြန်လည်အသက်သွင်းဖို့လည်းတိုက်တွန်းထားပါတယ်။အစီရင်ခံစာထဲမှာတော့အနောက်ကမ္ဘာရဲ့ဝိသေသလက္ခဏာကိုပြန်လည်ဖော်ဆောင်ဖို့တောင်းဆိုထားပြီးဥရောပဟာနောက်နှစ်20အတွင်းမမတ်မိနိုင်လောက်အောင်ဖြစ်သွားတော့မယ်လို့သတိပေးထားပါတယ်။ဥရောပတာဝန်ရှိသူအများပြားကတော့ဒီမူဝါဒဟာရုရှားကတုံးတဲ့အတုံးနှုံးတွေနဲ့တူညီနေပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအမေရိကန်ရဲ့ရည်တိချက်ကို အားပြော့သွားစေနိုင်တယ်လို့ဝေဖန်နေကြပါတယ်ခင်ဗျာအနောက်အာဖရိကနိုင်ငံဘီနင်မှာအစိုးရပေါ်တစ္ဆာရှိတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကြောင့်အာနာသိမ့်မို့ဂျိုဘန်နာကိုဟန်တာနိုင်ခဲ့ပြီလို့သမရကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းမှာစစ်သားတပ်စုကနိုင်ငံပိုင်ရုတ်တံကိုစီးနှင်းပြီးအာနာသိမ့်ချောင်းကြေညာခဲ့ပေမဲ့ညနေပိုင်းမှာတော့အခြေအနေကိုအစိုးရကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ အာနာသိမ်းမှုဂျိုပန်းသူတွေကိုရှင်းလင်းဖို့အတွက်အင်းနီချင်းနိုင်ဂျီးရီးယားလေတပ်ကဝင်ရောက်တိုက်ခိုက်ချေမှုန်းပေးခဲ့တယ်လို့သိရပါဗယ်လက်ရှိအချိန်ထိဒီဖြစ်ရပ်နဲ့ဆက်ဆက်ပြီးလူ၁၄ဦးကိုဖမ်းဆီးထားတယ်လို့အစိုးရပြောခွင့်ရပုဂ္ဂိုလ်ကအတည်ပြုပါဗယ်အနောက်အာဖရိကဒေသတွင်းအဖွဲ့ကတော့ဒီလောက်ရက်ကိုရှုတ်ချလိုက်ပြီးအခြေအနေကိုထိမ့်သိမ်းဖို့အဖွဲ့ဝင်နိုင်ငံတွေကတပ်ဖွဲ့ဝင်တွေကိုချက်ချင်းစေလွှတ်လိုက်ပြီးလို့ထုတ်ပြန်ထားပါဗယ်ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့ဘီနင်ဟာအာဖရိကမှာဒီမိုကရေစီအတည်ငြိမ်ဆုံးနိုင်ငံဖြစ်ခဲ့ပါတယ် ဒါပေမဲ့လက်ရှိသမရတာလွန်ဟာသူ့မူဝါဒတွေအပေါ်ဝေဖန်မှုတွေကိုဖိနှိပ်တယ်လို့ဆွဆွဲခံထားပါဗါဒ်အာဖရိကရဲ့အကြီးဆုံးဝါကွန်းထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမဲ့ကမ္ဘာမှာအစိုးရဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်ပါတယ်ခင်ဗျာပွဲထွက်ခွင့်မရတဲ့ပေါ်တုံ့ပြန်ခဲ့တဲ့မိုဆာလာပေါ်လီဗာပူးတိုက်စစ်မှုဟာမိုက်ကယ်အိုဝင်ကမေကွန်းထုတ်သွားပါဗါဒ်ဆာလာဟာအသင်းနဲ့အတူ၃ပွဲဆက်တိုက် ပွဲထွက်လူစင်းမှာမပါဝင်ခဲ့တဲ့နောက်အလွန်စိတ်ပြတ်မိကြောင်ပြောခဲ့ပြီးအသင်းမှရှိတဲ့တစုံတစ်ယောက်ကသူ့ကိုအလိုမရှိတာဖြစ်နိုင်ကြောင်းနဲ့အသင်းကနေထွက်ခွာနိုင်ကြောင်းလူသိရှင်ကြားပြောသွားခဲ့တာပါအဲ့ဒီပြောဆိုချက်ပေါ်အိုဝင်ကမေကွန်ထုတ်ခဲ့ပြီးဆာလာရဲ့ခန်းစားချက်ကိုနားလည်ပေးနိုင်ပေမဲ့အသင်းလိုက်စူးစမ်းမှုရဖို့အတွက်လူသိရှင်ကြားပြောဆိုမှုတွေမလုပ်ဆောင်တင်ကြောင်းအိုဝင်ကပြောပါတယ်ပြီးတော့ဆာလာဟာအာဖရိကဖလားပွဲသွားဖို့အတွက်တပတ်တာလိုတော့တာဖြစ်ပြီးကိုပောင်ကိုပြန်ပြီးလမ်းမထောင်းတင်ကြောင်း အိုဝင်ကပြောပါတယ်။လီဗာပူးအနေနဲ့ဆာလာရဲ့ပြောဆိုချက်တွေပေါ်စီကံမိုင်းဆိုင်ရာရပွဲပယ်ပြစ်ဒဏ်နဲ့အရေးယူဖို့လဲချိန်ဆနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ခင်ဗျာ။ TVB ရောင်းမြန်တန်းကြားရဲ့နေ့လယ်နာရီသတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ